မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။ငလင်လုတ်ပြီး15ရက်အကြာမင်းအွန်လိုင်းဇနီးသားနဲ့တမိမိသားစုဝင်အားလုံးတောင်ကြီးရွှေဖုံးပွင့်စည်တွေကိုရတရာချေထီတော်တင်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလူသေဆုံးမှုနဲ့အပြက်စီးများပြတဲ့ငလင်လုတ်ခတ်ပြီး15ရက်အကြာအကြံဖက်စကောင်ဆောင်မင်းအွန်လိုင်းဇနီးတော်ကြည်ကျူလာသားအောင်ပြေဆုံးတဲ့တမိခင်တည်တီတမုံတို့ကရတရာအဖြစ်တောင်ကြီးမျိုးရှိရွှေဖုံးပွင့်စည်တွေကိုထင်းတော်တင်ကြကြောင်းသတင်းအရင်းမြစ်တွေစီကတီးရပါရယ်။အေပီလ17ရက်နေ့မင်းအ ောင်းလိုက်တဲ့မိသားစုကတောင်ကြီးမြို့ကိုသွားရောက်ခါရွှေဘုံဝင့်စီတီတော်ကိုဓီတော်တင်ခြင်းဖြစ်ကြောင်းမင်းအောင်လိုက်မိသားစုကစီတီတော်မှာရွှေစင်၆ချက်သားရှိရွှေသင်္ကန်းတစ်ချက်ကိုကတ်လူခဲ့တဲ့အပြင်ဓီတော်တင်ခြင်းနဲ့ရွှေသင်္ကန်းကတ်လူခြင်းတို့မှာလည်းရတရာဖြင့်လှူဆောင်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကြီးမြို့ရှိရွှေဘုံဝင့်စီတီကိုဓီတော်တင်ရမှာမင်းအောင်လိုက်ရဲ့မိသားစုဝင်အားလုံးကဖျားရှင်ပြင်ပေါ်မှာဖျားထီတော်နဲ့အတူလှည့်လည်ခဲ့ကြကြောင်းသိရပါတယ်။မလ28ရက်နေ့စကိုင်းကလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မင်းအောင်လိုက်ကတနင်္ဂနွေလုံးမှာအေပီလာ10ရက်နေ့မှအေပီလာ16ရက် နေ့ထိည9နာရီတိုင်9ရက်9ချိန်ရတနာတုံများရွတ်ဖတ်ခိုင်းခြင်းရှိတဲ့စခန်းများဝင်ကြီးဌာနရုံးများတရင်တပ်ဖွဲ့များမှာပါရတနာတုံရွတ်ဖတ်ပွဲများလှုပ်ဆောင်ခိုင်းခြင်းလှုပ်ဆောင်ခဲ့ပြီးရနောက်အခုနောက်ဆုံးမှာတောင်ကြီးမြို့ရွှေဖုံးပွင့်စီတီကိုရတရာခြေတဲ့အနေနဲ့ဓီတော်တင်ခြင်းများလှုပ်ဆောင်လာခြင်းဖြစ်ပါတယ် နေပြည်တော်တခွင်မျိုးပြက်ကြီးကဲ့သို့ဖြစ်စဉ်ခဲ့တဲ့မလ28ရက်ငလင်လောက်ခတ်ပြီးရဲ့နောက်မင်းအောင်လိုင်းနဲ့မိသားစုကနေပြည်တော်နေအိမ်ကို၎င်းတို့ကိုကွယ်နေတဲ့ဝစီဘိတ်ဆရာတော်ကိုပြင်ပြီးရေရာချေချင်းအပါဝင်ရေရာချေမှုတွေဇက်တိုက်လှူဆောင်လာခြင်းဖြစ်ကြောင်းသိရပါတယ်။တောင်ကြီးမျိုးရွှေဘုံဖွင့်စီရီထီတော်တင်ချင်း KBZ လုပ်ငန်းစုရဲ့ဥက္ကဋ္ဌအောင်ကိုဝင်းခေါ်ဆရာချင်းလည်းပါဝင်ခဲ့ကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တပ်ပုံတွေမှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးစကိုင်းငလင်လောက်ခတ်စဉ်မန္တလေးတက္ကသိုလ်မိလောင်ပြီးတက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာလေးသိန်းခန့်မိလောင်သွားလို့မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှစာမေးပွဲပြန်ပြေခိုင်းမဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းငလင်လောက်ခတ်စဉ်မန္တလေးတက္ကသိုလ်မိလောင်ပြီးတက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာလေးသိန်းခန့်မိလောင်ပြန်စီပြီးမန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့မှစာမေးပွဲပြန်ကျင်းပဖို့အကြံဖတ်မင်းအောင်လိုင်ကညွှန်ကြားထားကြောင်းပညာရေးတိုင်းဝိုင်းကပြောဆိုပါရယ်။မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိစကိုင်းငလင်ကြောင်းမန္တလေးတက္ကသိုလ်ပြင်မ စာပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲပြင်းမီးလောင်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းအဆိုပါမီးလောင်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မစာကိုရောက်ရှိလျက်ရှိရဲ2024-2025တက္ကသိုလ်ဝင်စာမိွေးအဖြစ်လွှားရေးဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးမှာဖြစ်ဆိုသူဦးရင် 46,944ဦးရဲ့အဖြေလွှာအုပ်ရေး2,840ဦး၊စကိုင်းတိုင်းဒေသကြီးမှာဖြည့်ဆို့သူဦးရေ8,331ဦးရဲ့အဖြေလွှာအုပ်ရေး43,829ဦး၊ကချင်ပြည်နယ်မှာဖြည့်ဆို့သူဦးရေ8,699ဦးရဲ့အဖြေလွှာအုပ်ရေး9,2189ဦးစုစုပေါင်းအဖြေလွှာ၄သိန်းဝန်းကျင်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။အဲ့ဒီလိုအဖြေလွှာတွေမီးလောင်ဆုံးရှုံးခဲ့တဲ့အတွက်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်ကောင်စီနယ်မြေတွင်မှဖြည့်ဆို့ခဲ့တဲ့ចောင်းသားចောင်းသူ ူတွေရဲ့အဖြေလွှာများမီးလောင်ပျက်စီးသွားတဲ့အတွက်စာမျိုးဝဲပြန်လေးကျင်းပနိုင်ဖို့စီစဉ်ဆောင်ရွက်နိုင်ဖို့မင်းအောင်လိုင်းကမတ်လ29ရက်နေ့မန္တလေးခီးစဉ်တွင်ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။မန္တလေးမှာလာမယ့်မေလ1ရက်နေ့ចောင်းသားចောင်းသူများကိုအနီးကပ်နှစ်ပတ်ចောင်းတက်ခိုင်းပြီးစာမျိုးဝဲပြန်လေးဖြေခိုင်းဖို့ចောင်းသားမိဘတွေကိုသက်ဆိုင်ရာចောင်းတွေကပြန်လေးခေါ်ယူညှိနှိုင်းအသိပေးခဲ့ကြောင်းသိရပါတယ်။မန္တလေးမှာစနတ်တန်းចောင်းသားចောင်းသူတွေစာမျိုးဝဲပြန်ဖြေရမယ်လို့မန္တလေးအထက်ကငါးကခေါ်ပြောပါတယ်။မေလ1ရက်နေ့ကစပြီးနှစ်ပတ်ចောင်းတက်ရမယ်ပြီးရင်စာမျိုးဝဲပြန်ဖြေရမယ်။ အတီကကအပြေလာရင်းမီးလောင်နေတဲ့ပါသွားလို့တယ်ကလေးတွေကငလင်တန်းတင်ရတဲ့အထဲစာမီဝဲပြန်ပြေးရမယ်ဆိုရောမိဘရောចောင်းသားចောင်းသူရောအကုံစိတ်ဆင်းရဲနေရတယ်လို့မန္တလေးအမှန်ကအခြေခံပညာထက်တန်းចောင်းမှာတက္ကသိုလ်ဝန်ထမ်းဖြေဆိုထားတဲ့ចောင်းသားတုံးရဲ့မိဘကသတင်းဌာနကိုပြောကြားပါတယ် ဆက်လက်ပြီးနောက်ထပ်လက်နက်တိုးလာတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကမလ28ရက်ကလှုပ်ခတ်သွားတဲ့မြင်းငလင်းစင်းကိုတဘာဝ BNG ဖြစ်မယူဆတော့ပေ၎င်းတို့အာဏာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့လက်နက်အဖြစ်အသုံးချလာပြီလို့အေရှားတိုင်းသတင်းမှဆောင်းပါရှိသားလာပါတယ်နိုင်ငံတကာမှပေးလာတဲ့အထောက်ပံ့တွေကိုအဆင်ပြေချောမွေအောင်လုပ်ပေးရမယ်အစားအခြေအနေများဖိယူဖြစ်ဖြစ်နေမှုကိုခွင့်ကောင်းယူပြီးတော်လိုင်းအဖွဲ့များထိန်းချုပ်ထားတဲ့ဒေတာတွေကိုပြတ်မှတ်ထားကလူသားချင်းစာနာထောက်ထားမှုနဲ့ပေးလာတဲ့အကူအညီတွေကိုပိတ်ဆို့ပစ်ခဲ့တဲ့အပြင်လေကြောင်းမှပုံကျဲ က်ခိုက်လာပါတယ်။ဒီလိုတဘာဝဘီဒုက္ခကြီးကိုတောင်၎င်းတို့အကျိုးအတွက်ပြောင်ပြောင်တင်းတင်းအသုံးချလာနိုင်မှုကိုအာဆီယံအနေနဲ့ပြက်ပြက်သားသားတုံ့ပြန်ဖို့လိုအပ်ပြီးဆိုတာကိုမိမောင်းထုတ်ပြလိုက်တာဖြစ်ပါတယ်။နောက်လာမှာပြုလုပ်မယ့်အာဆီယံရဲ့ထိပ်သီးအစည်းအဝေးကမြန်မာအရှိကိုကင်တွယ်ဖြည့်ရှင်ရမှာလွန်စွာအရေးပါတဲ့ဆုံးဖြတ်ချက်မျိုးချမှတ်ရတော့မယ့်အဖြစ်နဲ့ရင်ဆိုင်လာရပြီဖြစ်ပါတယ်။လက်ရှိဥက္ကဋ္ဌအမလေးရှားကလည်းထိရောက်တဲ့တုံ့ပြန်မှုမျိုးလုပ်ခွင့်ရနေပါလိမ့်မယ်မလုပ်နိုင်တာလားမလုပ်ချင်တာလားဆိုတာကအတိအကျမသိနိုင်ဖြစ်နေသေးပါပဲ။ဝန်ကြီးချုပ်အစ္စရာဟင်အန်နာဝ ါကလက်ရှိအကူအညီပေးနေမှုတွေမှာတက်စင်သက်ဆိုင်သူအားလုံးပါဝင်ပြီးဆွေးနွေးပွဲနဲ့ငင်းချမ်းစွာဖြည့်ရှင်းနိုင်ဖို့အပြေရှားဖို့မြန်အောင်လိုင်းကိုအချက်၅ချက်ကိုလက်ခံအောင်ချင်းကပ်သွားမဲ့ဖော်မြူလာကိုမင်းကြီးကချပြလာပြီးဖြစ်ပါတယ်။ ၎င်းရင်မြန်မာအရေးအကြံပေးသမားဖြစ်တဲ့တာဆင်နဲ့ဟွန်ဆန်တို့ကမြမအရေးကိုဖြည့်ရှင်းရမှာဒီမိုကရေစီနဲ့လူ့ခွင့်ရဦးစားပေးရမယ်အထင်မဟုတ်လို့ပြောဆိုထားပြီးသူတွေလည်းဖြစ်ပါတယ်။ကျွန်တော်အရင်မြင်ရပြောရရင်အဲ့ဒီပုံကိုနှောင်းကမြမပြည်ကိုတုံးစားမရတဲ့လူတွေဖြစ်တာအုတ်ချုပ်စီခြင်းကြသူများသားဖြစ်တဲ့ဟွန်ဆန်က2022မှာဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့စဉ်ကမင်းအောင်လိုင်းကိုအာဆီယံမှာထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပေးတဲ့ကြားမှာတိုက်ရိုက်ဆက်ဆံခဲ့သူဖြစ်ပါတယ်။ဟွန်ဆန်ကကမ်ဘောဒီးယားကိုအာဏာရှင်ဖြစ် အုတ်ချုပ်ခဲ့တဲ့တမိုင်းကြောင့်နဲ့ COVID-19 င်တီကိုအကြောင်းပြပြီးအတိုက်ခံများဖိနှိပ်ခဲ့တာတွေရှိပြီးနောက်ခံအကြောင်းတွေရှိနေတဲ့ကြားမှာအကြံပေးပြစ်ခတ်ထားတာကိုကြည့်မယ်ဆိုရင်အာဆီယံကမြမအရေးကိုဒီမိုကရေစီကိုဦးတည်မဲ့ဖြည့်ရှင်းချက်မျိုးစိတ်ကူးမရှိတာကထင်ရှားပါတယ်။တာဆင်ကလည်းထိုင်းနိုင်ငံရေးမှာအငင်းပွားစရာတွေကြံ့ရအောင်အုပ်ချုပ်သွားခဲ့သူဖြစ်ပြီးအာဆီယံရဲ့ဒီမိုကရေစီမျှော်မှန်းချက်တွေကိုစွမ်းဆောင်ပေးနိုင်မဲ့သူအဖြစ်ရှုံချီခံရမဲ့သူမျိုးမဟုတ် အဲ့ဒီနှအုပ်ကိုအကြံပေးဖြစ်ထည့်သွင်းလာခြင်းကပဲမြမအရေးကိုပြပြတသားကင်တွယ်ဖို့မရှိပဲရှိရှိထက်၎င်းတို့အကျိုးအတွက်လက်တလောအဆင်ပြေနိုင်မယ့်နီလန်းကိုသာရှိရွေးထားခြင်းဖြစ်ပါတယ်။အခုလည်းမွေးဖွားပြီးလင်ပြီးခြင်းမိတွင်တဲမှာပဲတည်ဆုံသွားတဲ့အဖြစ်မရှိတဲ့အချက်၅ချက်ကိုလည်းမြမအရေးပေါ်၎င်းတို့ရဲ့ဖြည့်ရှင်ချက်ဖြစ်စုပ်ကင်ထားတော့လဲအကောင့်ထဲပေါ်အောင်တင်းကျပ်လုပ်ခြင်းမျိုးလည်းမရှိခင်လက်ရှိမှာတော့စစ်အာဏာသိမ်းဖွဲ့က၎င်းတို့လုပ်နေကြပုံစံအတိုင်းလက်ရှိအချက်အသေးကို၎င်းတို့လိုတလို့ကြိုးကင်ချဲလဲပြီးအာဏာကိုဆက်ပြီးချုပ်ကင်ထားဖို့ ုံးပန်းနေပါတယ်။လာမယ့်ဒီဇင်ဘာလ၊ဇန်နဝါရီလမသိရသေးတဲ့ရွှေကောက်ပွဲကိုလည်းအကြောင်းပြရွှေဆိုင်အုံမသားဖြစ်ပါတယ်။ နိုင်ငံတကာကလည်း၎င်းတို့ရဲ့မတရားလုပ်ရက်တွေကိုအရေးယူဖို့တုံ့နှင်းနေကြပြီးအာဆီယံကိုသာပုံချထားပါတယ်အာဆီယံကဒေသတွေငြိမ်းချမ်းရေးနဲ့တည်ငြိမ်ကိုတာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်မှာမသက်ဆိုင်သလိုဖြစ်လာနေရင်လက်ရှိဥက္ကဋ္ဌဖြစ်လာတဲ့မလေးရှားကဒီလိုပြက်ကွက်လာမှုကိုလမ်းမှန်ရအောင်တက်မှတ်ပေးနိုင်မယ်လွန်စွာအရေးပါတယ်အခွင့်အလမ်းရရှိလာပြီဖြစ်ပါတယ်လက်တလောမှာအာနာသိန်းဖွဲ့ကိုအကူအညီတွေကို၎င်းတို့အကျိုးအတွက်ချိုးကန်ချေလည်နိုင်ခြင်းမရှိစေဖို့နဲ့တွန်လိုင်းတက်များလက်အောက်ရှိဒေသတွေပါမကျန်းငလင်းပေးတဲ့နယ်ဒေသအားလုံးကိုရောက်ရှိဖို့လှုံ့ဆော်တင်ပါတယ် ဒီလိုလှုပ်ဆောင်နိုင်ဖို့စစ်တပ်ကိုပြီးဖဲ့ပြီးပြည်တွင်းပြမ NGO ဖွဲ့ရင်းနဲ့တိုင်းရိုက်ထိတွေ့ပြီးလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ရှင်းတာထားပါတယ်ဒီလိုမဟုတ်ရင်ဘသူကဘလောက်ပဲအကူအညီပေးနေစေကမူလိုအပ်နေသူတွေတန်းဘလို့မှရောက်ရှိနိုင်စရာမရှိလို့မိမိအနေနဲ့ယူဆမိပါတယ်အခုကကုလထူတန်တမန်ရောက်ရှိလာချိန်မှာပဲစကိုင်းတိုင်ဝင်းသူမျိုးနဲ့တွင်ပုံကျဲတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးနဲ့ကလင်းငယ်များပါဝင်လူ30ခန့်တိစုံသွားပြီဆိုတဲ့သတင်းဆိုကြီးကထွက်ပေါ်လာတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်